ဦးကြီးတွေ့ခင်ဦးကြီးတွေ့ခင်အဖက်ခန္ဓာရီဗျ။ဟာဘသူကဘန်းခန္ဓာရီရှင်းအောင်ပြောစမ်းမအောင်။ငပိန်လေးသူ့မြေတွေ့ခဲ့ရသည်မြအကောင်လုံးပြောပြလိုက်တော့လား။ရွာလူကြီးနဲ့အဖွဲလေးစာအုပ်ဆိုင်ကိုထွက်လာခဲ့ကြတယ်။ရန်လေရဩစာမေမာငပိန်တို့တစုဩစာတီနေခူးနေကြတယ်ငပိန်ဒီနေ့ရွှေသိမ်းအစ်စ်ထွက်တယ်မင်းဖတ်ပြီးဗလား မဖက်ရသေးဘူးကမင်းရောဖတ်ပြီးပလားငါလည်းမဖက်ရသေးဘူးမင်းဖတ်ပြီးမင်းလည်းငားမလို့ဩဇာဒီကူပြီးမှဦးကြီးထွေးစီမှာသွားငားရမှာကြံမအောင်မလားမသိဘူးငါတို့ကဦးကြီးထွေးဆိုင်ရင်ပေါက်တယ်ဒီပဲဥစားခြံထားပြီးမှမောကွာအရင်တစ်ကောက်ကလို့ခြံထားပြီးလို့မင်းတို့ငားပြစ်ခဲ့ရင်လည်းပြန်ငားပြေးုံနော်ငါငားပြစ်ခဲ့ရင်လည်းပြန်ငားပြေးမှာအေးပါကွာသူတို့စကားပြောနေရင်နာကိုအသက်20ဝန်းကျင်ရဲ့မျက်နှာစိမ့်လူငယ်တယောက်ဖြတ်သွားတွေ့လိုက်ရတာအဲ့ဒီလူက ။ဩဇာမင်းကြီးနားမှာထိုင်ပြီးအမောပြည့်နေရင်ねဟေ့ကလေးတွေအောင်မဲရွာကိုဘလို့သွားရလဲကွာ။ဒါအောင်မဲရွာပဲလေဗျ။ဒါအောင်မဲရွာလား။တော်တော်သေးတာပဲ။ဘာလဲဟာဒီလူကဒီကနောင်ကြီးကဘယ်ရလဲဗျ။နောင်ကြီးမဟုတ်ဘူး။ငါနာမည်မျိုးခင်။အော်အကိုကြီးမျိုးခင်ကဘယ်ရလဲဗျ။ငါမျိုးဝလာတာ။အော်အော်ဟုတ်ဟုတ်မှာဗော။ မြို့နယ်ဆိုရင်တော့ကျွန်တော်ရွာသေးတယ်ဗျ။ငပိန်တို့လည်းပြောပြီးတော့ခူးထားတဲ့ဩစာသီးတွေကိုအဲ့တလုံးနဲ့ဆုတဲ့နေကြလား။ဟေးဟိုဝါတော့တော့နေကလေး။ငပိန်တို့ကသူတို့ခေါ်နေရလို့မထင်တဲ့အတွက်လှည့်မကြည့်ပဲနေရင်းနေပုံ။ဟေးဟိုပေမေရှင်ရှင်နဲ့ကောင်းလေး။ကျွန်တော်နမေကပေမေရှင်ရှင်နဲ့ကောင်းလေးမဟုတ်ဘူးဗျ။ဒါဆိုမင်းနမေကပါလေ။မမေကလူစိမ်းတွေကိုနမေမပြောပြဘူးလို့မှားထားတယ်။ထားပါမင်းတို့နမေလေငါမသိချင်ပါဘူး။ ငါ့ကိုဦးထွေးခင်တို့အိမ်ကိုညှို့မိစမ်းမှာဦးထွေးခင်ဟုတ်လားမသိဘူးဗျကျွန်တော်ရှာမှာဒီနေ့မှမကြဘူးရေဟုတ်တူဦးထွေးခင်နဲ့မင်းရောကြားဘူးလားငါလည်းမကြားဘူးကွာတခြားရွာလူဖြစ်မယ်တင်နေမင်းတို့ကလေးတွေဖြစ်ပြီးရွာထဲဘသူဘဝရှိလဲဆိုတာမသိကြဘူးလားကွာလူငယ်လေးငပိန်တို့ကိုမမဲပြီးတော့ထွက်သွားတော့တာလူငယ်ထွက်သွားတော့မှတုပ်ဘောကဟဲ့အောင်ငပိန်သူမေးတဲ့ဦးထွေးခင်ဆိုတာငါတို့ဦးကြီးထွေးကိုပြောတာများလားအေးဟုတ်တယ်လေ ဟာအဲ့ဒါကိုမင်းတို့ကဘာလို့မသိဘူးလို့ပြောလိုက်တာလေကွာမင်းအဲ့လိုပုံစံတေချာကြည့်အောင်တော့ဘောရဲ့ငါတော့မသိငါ့ဘူးစကားပြောတာလေမာရီကြောရင်နဲ့ဘာရွယ်ချက်နဲ့ဦးအီထွေးကိုရှာမှန်းလည်းမသိဘူးအဲ့ဒါအောင်ငါမသိဘူးလို့ပြောလိုက်တာဒီလိုနဲ့ဖိုးထူးကိုလည်းဩစာသည်19နှစ်လိုက်ကြတယ်လူငယ်လေးရွာရေကလူတယောက်ကိုမိပြီးတော့ဦးထွေးခင်ရှိတဲ့စာအုပ်ဆိုင်ရှိကိုရောက်လာခဲ့ချိန်မှာတစိမ့်လောက်ပါဗျမင်းဆရာရှိလို့ပါမိပါကွယ်မိပါ ဒီတပုံနေရလို့တိလာမသိဘူးဗျ။ဦးထွေးကလည်းလူငယ်ပြားတဲ့ပုံကိုကြည့်ပြီးတော့အံ့ဩသွားတာ။ဒီပုံမင်းဘယ်ရရလဲ။ဘယ်ရရလဲဆိုတော့ကျွန်တော်သူ့သားလေ။ဘလို့။အမေကခမားစီယာနဲ့အကျွေးတောင်းခိုင်းလိုက်တယ်။သူ့အတွက်နင့်နာကြီးတဲ့။ဟာ?နင့်နာကြီးဟုတ်လား။အဲ့တော့ကတရားရုံးမှာအားလုံးရှင်းခဲ့ပြီးပြီ။ဘာနင့်နာကြီးမှထပ်ပြီးစရာမလိုဘူး။အဲ့ဒါရီကြုံနားမလဲ။ကြုံနားလေတာ။ဒီအိမ်နဲ့ဒီကျန်ကိုကြုံနမယ်နဲ့လွှဲပေးပါ။ဟာ?ဟာ? နှိမ်ငီးကြမှာဓမြလာတိုက်နေရလားကွခမားထင်းကျင်းတယ်လို့ထင်းလို့ရတယ်အခုချက်ချင်းငါးဆိုင်နေရထွက်သွားစမ်းမတော်အောင်ဆိုရင်အေးမတော်ရင်မင်းကိုလူရင်ရသုံးပြီးနှိမ်ထုတ်ရလိမ့်မယ်ဦးတွေးခင်လည်းချက်ချင်းဆိုသလိုရာလူကြီးကိုဖုန်းဆက်ခေါ်လိုက်တာလူငယ်ရလေဖုန်းကိုလူယူလို့ဦးတွေးခင်ကိုပါလာတဲ့မေးစည်းစင်သားရဲ့ပေါ်ဝါနဲ့အုပ်လိုက်တယ်လူငယ်ကစတုတ်ကန်းထဲမှာဦးတွေးခင်ကိုအိစာချုပ်တွေဘယ်နာထားလဲတိဖို့အတွက်မင်းနေလိုက်တာမသိဘူးမရှိဘူး အကောင်ပြောနေလို့ပေးလိုက်နော်လူငယ်လေးစိတ်တူပြီးဇွဲမောင်ရေခွက်ကိုခွဲပြစ်လိုက်တယ်အရှိန်ချောင်းဖန်ခွဲစားရင်လည်းလွင့်စင်ကုန်တာမင်းကငတ်တာလည်းမဟုတ်ဘူးဘာကိစ္စငါ့အမေကိုငါ့အိမ်ထဲချောင်းပေးရမှာလေတာဟုတ်လားရရလေဒါဆိုလေတားဖြစ်လိုက်ရုံပေါ့နောက်တနေ့မနက်မှာတော့ငမေရဆောင်းငါဖို့အတွက်ဆောင်းဆိုင်ကိုရောက်လာခဲ့တာဥယျာတားအတွက်ရွှေသွေးချန်နာပေးရလားဗျာ ကောင်တာအောက်မှာဘောဘီကျသွားလို့ကောက်နေတဲ့လူငယ်ကို တွေ့လိုက်တော့ငပိန်လက်အံ့ဩသွားတာမနီယာငါတို့ဦးကြီးတွေ့ရင်မေးတဲ့သူပဲအော်မင်းကိုဘာကိစ္စလဲစောင်းငါဆိုင်လာမှတော့စောင်းငါ့ကိုပေါ့ဗျဒီကနာမီကသာဘာလို့ကောင်တာမှာဝင်ထိုင်နေရလဲငါနာမည်နာဝီမဟုတ်ဘူးလို့ပြောထားရလေဒါကငါဆိုင်ငါဆိုင်ကောင်တာမှာငါထိုင်တာဘာဖြစ်လဲဒါကဒီကနာမီဆိုင်မဟုတ်ပါဘူးဗျဒါကဦးကြီးတွေ့ဆိုင်မှာ မင်းမင်းရပြောတော့ဥတွေးခင်ကိုမသိပါဘူးစို့ဟုတ်တယ်လေမသိဘူးဗျမင်းကိုနဲ့ကပဲပြောတော့ဒါဦးကြီးတွေးဆိုင်စို့ဟိုဒီကနောင်ကြီးကဥတွေးခင်လို့မေးရလေဗျာဦးကြီးတွေးလို့မေးတာမှမဟုတ်ပဲဗျအဲ့ဒါကြောင့်လေငါကလေးတွေကိုသဘောမကျစကားကိုမျိုးမျိုးနဲ့ဒါနဲ့ဦးကြီးတွေးရောဗျအဖေလားမင်းရပဲလှဲကြုံနေသူ့ရပြန်သွားတယ်အော်ဦးကြီးတွေးနဲ့ကသားပါရီလားဗျမတရားအောင်နော်ဘာမတရားလဲကွာ ပုံစံမှာအေကနာဒီကနောင်ကြီးကအမေဒူရာဖြစ်ရမယ်။ငါနာမည်နောင်ကြီးမဟုတ်ဘူးမျိုးခင်မိစကားမများနဲ့။ဘာဆောင်ငါမလဲ။ငါပြီပြန်။ထိုင်ဖက်လို့မရဘူးလားဗျ။ဦးကြီးထွေးတော့ကထိုင်ဖက်ခိုင်းနေ။ဒီနေ့ကစပြီမရတော့ဘူး။ဒီဆိုင်အောင်အဖေမရှိတော့ငါထိုင်မှာငါဆိုင်ဆိုတော့ငါစီမြေတိုင်းပဲငါပြီပြန်ဒါပဲ။ငါပင်လဲစောင်းငါတလူလူနဲ့ဆိုင်ချင်းနေကိုကဲခဲကြည့်လိုက်တော့စတိုကန်ရဲ့အရှိမရေဒီဖိတ်ကြတာလို့ဖြစ်နေရကို။ ငပိန်တတိထားမိသွားတော့လူငယ်ကနမိတ်ပြောငပိန်ပြငပိန်ဟုတ်လားဟုတ်တယ်ဗျလူငယ်လေးစောင်းတိမ်မှာငပိန်နမိတ်ကိုရေးမှတ်လိုက်တာရေးနေတော့လက်မလလောလလတ်တခုခုနဲ့ရှတာတယ်လို့မျိုးတရားတခုရှိနေအောင်ငပိန်တွေ့သွားတယ်အေးရပြီသွားတော့မစုံမပြဲစီနဲ့နော်ရိုးသေးသေးကိုင်သိပါရဲ့ဗျအော်ဟိုတာနဲ့စရိုကန်ရှိမှာရေတွေပိတ်ကြတာရဲ့အချင်းနဲ့တုတ်လိုက်ပါဦးဗျ တော်ကြချော်လဲနေုံမင်းငပိန်လေအဲ့လိုပြောပြီးထွက်သွားတာကောင်းနာမှာထိုင်နေတဲ့လူကငပိန်ထွက်သွားတာကိုကြည့်ဩလက်စာတက်တော့ငပိန်ဆိုတာမင်းကိုနည်းနည်းလေးပညာပေးရသေးတာပေါ့ငပိန်လဲဆောင်းငါပြရနဲ့ဖိုးထုအိမ်ကိုလာခဲ့လိုက်တာဖိုးထုကိုတွေ့ရနဲ့ငပိန်လဲဆောင်းဆိုင်မှာမြင်ခဲ့ရတဲ့ဟာတွေကိုပြောပြလိုက်တယ်အဲ့လူကတကုတ်ကတော့တကုတ်ကပဲကွာစိတ်တည်းသဘောမကျဘူးဘာလို့ကြာတွေ့ခဲ့လဲ ဘာမှတော့မတွေ့ဘူးဒါပေမဲ့စတိုကန်တစ်ခုရဲ့ရှေ့မှာ ရေဒီဖိတ်ကြနေရတော့တွေ့ခဲ့တယ်နောက်ပြီးဖန်ခွဲစလို့လို့ရှိတယ်မင်းကဘလို့ထင်းလို့လဲစကားများထားကြရင်လို့ထင်းနေဒါမှမဟုတ်ရင်လည်းရဝင်းဆန်ကဲတကူဖြစ်ခဲ့တယ်လို့ပဲဒါနဲ့အဲ့လူကဦးကြီးတွင်နဲ့ဘာဒရာလေးလေတားပါဒေါ်လာလေးတားပါဆိုရင်တော့တေးကြတယ်အမီတူရာနီမှာအဲ့ဒါတက်တကူစုံစမ်းရမှာရှိတယ်မင်းကူညင်လို့တယ်ပို့သူအေးပါလေ ူပြောတာဦးဤတွေရွာပြန်သွားတယ်ဦးဤတွေရွာနဲ့မင်းဘီယာတွေ့ရတယ်မဟုတ်လားအဲ့ဒါလေးမင်းဘီယာနေတစဉ်စုံစမ်းပြပါအောင်ကွာနောက်ပြီးတခုရှိတာသူရောက်လာပြီးနောက်ထပ်နေမှာချက်ချင်းရွာပြန်သွားတယ်ဆိုတာစဉ်းစားဆရာပဲနောက်တည့်ရက်ဘူတူကငပိန်စုံစမ်းခိုင်းတာသိရပြီဆိုတာနေပြောပြဖို့တော်ပေါ်နေသူရောက်လာခဲ့တာရွာမှာဦးဤတွေမရှိဘူးလေသိကြလားအေးသိကြတယ်မနေ့ကအဖေရွာဘက်ကိုသွားတော့ငါမေးခိုင်းလိုက်တာဒါဆိုသိကြတယ် ဦးကြီးထွေးခင်အဲ့ဒီအိမ်ကြီးရဲ့မှာပဲရှိတယ်။မင်းကဘလို့သိရလဲ။သိတာမဟုတ်ဖော်ထုတ်မှာ။ဘလို့မျိုးလဲကွ။လူဆိုတာအသက်ရှင်အစားစားပေးရတယ်ကွ။သိကြရင်သူထမင်းတော်ကြီးမှာပဲ။အဲ့တော့ထမင်းစားခြင်းကိုတွားရှာကြည့်မယ်။တခါတည်းဝင်ဖက်လိုက်လို့မရအောင်တော့ကွ။ရန်လူကြီးကိုပြောပြီးတော့အဲ့လောက်မလွယ်ဘူးလေကွာတေကြပြီဆိုမှပြောတာအကောင်းဆုံးပဲငပိန်လဲသူထွေးထားတဲ့အတိုင်းစောင်းဆိုင်ကိုတမင်းစားချိန်မှာရအောင်လာလိုက်တာလူငယ်က ထမင်းပကံနေယူပြီးစလိုကန်းနဲ့ထွက်လာတာကိုတော့ငမိတ်မတော်တဆတွေ့လိုက်မိဒါဆိုစလိုကန်းနဲ့မှရှိတာတော့သိကြနေပြီငပိန်လည်းစောင်းဆိုင်ရှိပါဦးထမင်းစားချိန်လာတာအားနာပါလေဗျာအိမ်မှာလည်းပြင်းနေရနေဆိုတော့စောင်းငါမိတ်ဆိုပြီးထွက်လာလိုက်တာဗျအေးကလေးယူပါရရမင်းဆိုင်တဲ့စောင်းကိုယူသွားပတ်စံမပြီးနဲ့ဗျာဘာဖြစ်လို့လဲဗျအရင်လဲဝင်ဝေကောင်းနေလို့မှမဟုတ်တာအဖေလည်းမြို့တက်သွားပြီဆိုတော့ ဒီမှာရှိတဲ့အိမ်နဲ့ဝင်လေးကိုရောက်ပြီးမြို့ပေါ်ကိုပြောင်းကြမှာဟိုတနေ့ကပြောတော့အီးတွေကရွာပြန်သွားတာဆိုဟုတ်တယ်လေရွာပြန်လို့ပြန်လာပြီးမြို့တစ်ခေါက်တောင်ပြန်ထက်သွားပြီအိုးအီးတွေကရောသဘောတူရဲ့လားဗျစောင်းဆိုင်ပြိမာသူသဘောတူလို့ပဲကွာမင်းကလေသူလဲဒလိုဝင်ဝင်အရနေရဲ့အလုပ်ကိုဘလို့လုပ်ပြီးတော့ကြာကြာလုပ်နိုင်မှာလဲမဖြစ်နိုင်ဘူးဗျအိုးအီးတွေကဒီလုပ်ကိုဝင်ဝင်ရကျင်လုံးလောက်တာမဟုတ်ဘူးကျွန်တော်တို့လိုကလေးတွေစာဖက်ဝါဒနာပါစေခြင်းလို့ဖွင့်လာပေးတာဗျ အဲ့ဒါရေကနေမှပေါ့ကွာอืมဒါဆိုရင်တော့နှမျောစရာပဲကျွန်တော်ကအင်္ဂမေဆိုရင်တော့မဒီစားအုပ်ဆိုင်ကိုလာနေကြဗျခုတော့ပိတ်ပြတော့မှဆိုတော့ကိုကျွန်တော်ဆိုင်ကိုနည်းနည်းလောက်ပက်ကြည့်လို့ရမလားအေးပါနောက်ဆုံးဆိုတော့လေခွင့်မြူပေးလိုက်မယ်ဒါမေးစတိုကန်းနားကိုတော့မသွားနဲ့နော်ငါတမင်းစားလိုက်အောင်ဟာဥိထွေးကြီးလူငယ်လေးတမင်းစားနေရကငပိတ်ရဲ့နောက်ကိုရောက်လာခြင်းမေးတွေ့သွားပြီကို ခင်ဗျားဦးကြီးထွေးကိုဘာလုပ်လိုက်တာလဲဗျ။ဘာလုပ်လိုက်တယ်ဆိုတာမင်းကြည့်ရနေမသိဘူးလား။ခင်ဗျားဒါရာဆွေးမှုမြောက်တယ်နော်။ပိုင်နဲ့ကျွလုံမှုကိုတိလိုက်ရမှု။ငါတီဝါကိုလာတော့သတင်းတွေအများကြီးကြားခဲ့ရတယ်။တီဝါမှာစုံနောက်ယူယူနေတဲ့ကလေးတစ်ယောက်ရှိတယ်။အဲ့ဒီကလေးနဲ့မြန်ငတ်ပိန်နဲ့။နောက်တစ်ချက်ကအဲ့ဒီကလေးရွာတိုင်းလဲတက်တယ်ဗျ။ငတ်ပိန်လေးလူငယ်ကိုသူ့တိုင်းမိညာပြလိုက်တော့လား။လူငယ်လေးမူလဲကြအောင်စောင်းလိုက်တယ်။ ငပိန်ထွက်သွားတာကိုမြင်တော့မှထလာပြီးတော့ဒီကောင်တော်တော်ကိုလက်စာပြေးလာပြီငပိန်လည်းလူငယ်မူလဲသွားပြီအချိန်နဲ့ရှာလူကြီးစီကိုပြေးသွားတာရှာလူကြီးအိမ်ကိုငပိန်မော်တကောနဲ့ရောက်တော့ဘာဖြစ်လာလဲငပိန်ကမော်တကောနဲ့ဥယျတွေ့ခင်ဥယျတွေ့ခင်အဖက်ခန္ဓာရီဗျဟာဘသူကဘန်းခန္ဓာရီရှင်းအောင်ပြောစမ်းမောင်ငပိန်လေးသူ့မြေတွေ့ကြရသည်မအကောင်လုံးပြောပြလိုက်တော့တာ ရွာလူကြီးနဲ့အခွဲလေးစာအုပ်ဆိုင်ကိုထွက်လာခဲ့ကြတယ်။ရွာလူကြီးဝဲစာအုပ်ဆိုင်အောင်ရောက်တော့လူငယ်ကစာအုပ်ဆိုင်နေရနေအစင်းသိစောင့်နေတာ။တကြီးဘာကိစ္စများရှိလို့ပါလဲ။တကြီးကသူ့လူတွေကိုရှာကြ။တကြီးဘာဖြစ်လို့လဲဗျ။ခဏနေသိရပါလိမ့်မယ်ဒီကမောင်ရင်။မျိုးခင်ပါခင်ဗျ။အင်းမောင်မျိုးခင်။တကြီးရဲ့အခွဲလေးပြန်လာလို့ဘာမှမတွေ့ရတဲ့အကြောင်းစတုကန်းထဲမှာစာအုပ်အဟောင်းနေနေပြီ။ ရှုပ်ချက်ခတ်နေရဲ့ကြောင့်ပြောလိုက်တာ။ဘာ?ဘာမှမရှိဘူးဟုတ်လား။မဖြစ်နိုင်တာ။ဦးကျွန်တော်မျက်လုံးနဲ့သိကြမြင်ခဲ့တာဗျ။ဒီကငါညီကဘာမြင်ခဲ့လို့လဲ။စတိုကန်ထဲမှာဦးကြီးထွက်ခင် မေးလဲနေတာဗျ။ဒလိုမှမောင်မျိုးခင်ဦးထွက်ခင်ပြောင်းနေရဲဆိုတဲ့တိုင်ချန်ရတာလို့ပါ။ဗျာ။အဖေပြောင်းနေတယ်ဟုတ်လား။ခမားကြီးနော်။ဘာဒီကြံစီလုံနေရလဲ။လူကြီးတွေစကားပြောနေရလေ။မင်းလုံးကလေးကဘာဒီဝင်ပြောနေရလဲ။ဒုက္ခပါပဲ။ဦးကျွန်တော်ဘေးတကူကတော့မဖြစ်တော့ပါဘူးနော်။ မင်းကိုဘယ်သွားမယ်လို့ပြောသွားခဲ့ရတယ်။ဒီအိမ်နဲ့ဒီကျန်ကိုရှောင်ပြီးမြို့ကိုလိုက်ခဲ့လို့တော့မှားသွားတာလေဗျ။တကူကူတော့ဖြစ်နေပြီတင်ပါလေဗျာ။မတို့ပါရှာပြီးကြအောင်။အဖေပဲကျွန်တော်မှအဖေပဲရှိတော့တာဗျ။အမေမရှိရောလို့အဖေရှိတဲ့ရွာကိုခြိလိုက်လာတာ။အခုအဖေကပါပြောင်းနေပြီဆိုတော့လူငယ်ရလေခံပြင်းနဲ့တယောက်ဆောင်နေတော့တာ။တိတ်ဆိတ်မှုကနဲ့ကျောက်တကြီးအမျက်ဆုံးမြန်တွေအောင်ရှာပြီးပါမယ်။နောက်ဆက်တယ်လို့ဖြစ်သွားတဲ့အတွက်ဒီရမောင်မျိုးခင်ကိုအားနာပါတယ်။ရပါတယ်ဗျာ။ အဖေကိုသာပြန်ရှာတွေ့မယ်ဆိုရင်ကျွန်တော်ကပူပေါင်းပေးရမှာပေါ့ကဲဒါဆိုလေဒီရမှာမျိုးကင်းကျုပ်တို့ပြန်လိုက်ပါအောင်မယ်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျဂျွာလူချင်းလဲအိမ်မဲရောက်လာတော့ငပဲ့ကိုဒေါသထွက်နေတော့တာဘလို့ဖြစ်ရလဲငပဲ့ကမင်းအကြည့်များမှားတာလားကျွန်တော်အကြည့်မမှားဘူးဗျဦးကြီးထွေးမှဦးကြီးထွေးသိကြတယ်ကျဲမြင့်မှာခွက်ခွက်လေးလဲကြနေဟာဒါမင်း ငါတို့သွားရှာကြည့်ပြီးပြီပဲဘာတခုမှမတွေ့အဲ့ဒါထူးဆန်းနေရပေါ့ဗျခုနကလို့မသေးကြတဲ့အဖြစ်မျိုးကကိုတငယ်ဘက်ကနေပိုင်းနဲ့ကျွလုံမုန်နဲ့တရားဆွဲလို့ရတယ်ကွာသိရလားမသေးကြတာမဟုတ်ဘူးတကြီးသေကြတယ်ဗျကျွန်တော်မျက်လုံးနှလုံးနဲ့သေကြမြင်ခဲ့တာနောက်ပြီးတော့ तू ကကျွန်တော်ကိုနောက်ဆုံးတော့မေးတွေ့သွားပြီပေါ့လို့ကမေးသေးတယ်မင်းစုံနှောက်ဝတ္ထုတွေအဖက်များနေရတော့မဟုတ်ပါဘူးနော်ကျွန်တော်တကြီးကိုပြေးကုန်နေတော့သူနေရာရွှေ့လိုက်တာဖြစ်ရမှာဘာ ဟုတ်တယ်တကြီးကျွန်တော်တကြီးတို့လာခေါ်နေတော့သူ့နေရာရွှေ့လိုက်တာတိတ်ဝင်ဝေးကိုတော့သူရွှေ့လို့ရမှာမဟုတ်ဘူးဗျတေးကြတယ်ဦးဤတွေအဲ့ဒီအိမ်မှာပဲရှိအောင်မှာမတို့တိန်လုံးနဲ့ပတ်ရှာရပဲလीတွေ့မှာမတွေ့တာကျွန်တော်ခုမှသတိရပြီဦးဤတွေမြင့်လေနေအောင်မြင်တော့အကျမ်းမြင်ပါမှာစောင်းနေထားတာကဥတ္တမန်အလေးမော်မှာမင်းပါကိုပြောချင်တာလေအဲ့ဒီစောင်းတွေထားထားရင်တော့မှာနောက်ထပ်တကားတခုရှိရမေးဗျအဲ့တော့အဲ့တော့ဒီလူဒီညာရင်းချင်းပဲဦးဤတွေကိုတခြားနေရာရွှေ့လေမှာ ဒါမှမဟုတ်ရင်တော့ဒီညရင်ချင်းပဲသူတို့မျိုးပေါ်ကိုထတ်သွားကြလိမ့်မှာအချိန်သေးမရှိတော့ဘူးတကြီးဦးဤထွေးကိုကယ်ဖို့ဒီညနောက်ဆုံးပဲတေချာရဲ့လားကွာတက်ဆိုင်ရနဲ့လည်းလှုပ်လို့ရမှာဆိုတော့မတေချာရင်ငါတို့ဝတရားနှောက်ရှက်မှုနဲ့ညှိနေမှာတေချာရဲ့တကြီးဒီလိုလိုချင်တာဒါပဲသူ့ကိုတန်တဲ့ရကင်းသွားစီချင်တာကျွန်တော်သူ့ကိုတန်တဲ့ရဝင်နေအောင်တိတယ်အဲ့ဒါကြောင့်သူ့တို့လိုဖန်တီးလိုက်တာမင်းပြောတာတေချာရင်နော်ကျွန်တော်တို့ရွာသားအတွက်ပဲဗျာ တေချာခိုင်တော့တေချာတယ်ဆိုရင်တော့လောက်ကြည့်ရမှာပဲဗျတပတ်မှာလူငယ်ရလေအရာအလုံးစိတ်ချရပြီဆိုပြီးမြို့ပေါ်သွားဖို့အတွက်အထုပ်ပိုးတွေပြင်နေတော့တာမင်းအခုချိန်နေငါ့ရင်ထဲကထွက်မသွားသေးဘူးလားအော်တတိယလာမလားဒီနေ့ပဲသွားတော့မှာပါအိမ်နဲ့ကြံဝင်လေအဝယ်တင်ထားပြီဆိုတော့လေမိတ်တတော်အောက်တန်းကြာတာပဲဒီအချိန်မှာကျုပ်ကိုဒီစကားတွေပြောပြီးကျုပ်တို့တော့စွနိုင်မစားအသက်ချမ်းသာပြီးတောင်းဆိုနေတာမဟုတ်ဘူးလားဟာ မင်းကဘာလို့မလို့လဲခဏနေသိရမှာပါဗျလဲလီယာရွာလန်းအတိုင်းမြို့ကိုတက်လာနေရလမ်းတနေရာရောက်မှာတော့ရွာလူကြီးတို့အဖွဲ့ကိုတွေ့လိုက်ရတော့လန့်သွားတယ်။မမျိုးခင်ညာကြီးဘယ်သွားမလို့လဲကွာဆင်းအောင်ကဖုန်းရတယ်အမေဆင်းကိုတင်လိုက်ရတယ်ဆိုလို့ညာရင်ချင်းမြို့ပေါ်သွားမလို့ဗျတကြီးတို့ကရောဘာလို့နေကြားလဲ။အော်ခုနကရွာလေးကိုတကုံးဝင်နေဆိုလို့လိုက်စစ်နေရပါအတော့နားလေမမျိုးခင် ဦးတို့လည်းစသေးစရာလေးစစ်စဲခွင့်ပြုပါကျွန်တော်လည်းပေါ်မှာဘာမှမရှိပါဘူးတကြီးလုပ်ငန်းသဘောရပါမမျိုးခင်နားလေပြီပါဟေးစစ်ကြရွာလူကြီးလည်းသူ့ဘွယ်သားတွေကိုစစ်ခိုင်းလိုက်တာသူ့ဘွယ်သားရဲ့လည်းဦးထွေးခင်ကိုရှာတွေ့တော့ကြတယ်လူငယ်လည်းလဲပေါ်အနေစီမီထွက်ပြေးမယ်အလို့ငပိန်ထွက်လာပြီးရှေ့ကနေဝင်တားလာမင်းငံပိန်လဲနှစ်ချက်သုံးချက်လောက်တိုင်းစာပြည့်ကျွေးနေတယ်။သက်ဆိုင်ရာကလူငယ်ကိုအမှုပေါင်းများစွာနဲ့ဖန်ဆင်းလိုက်တော့ ညရင်းချင်းမေဥထွေးခင်ကိုဆင်းရုံတင်လိုက်ရသည်သတိပြန်လာချင်းမတော့ဥထွေးခင်ကငပိန်ကိုသူ့အသက်ကိုကယ်တင်ခဲ့လို့ကျေးဇူးတွေတင်နေတော့တာကျေးဇူးတင်ပါတယ်ငါတူရင်ငါတူပေးတဲ့အသက်ပဲဦးလေးမှာရှိပါတော့တယ်တရားလုံးကလေငပိန်ကိုရှားလောက်ငပိန်ဆိုပြီးခေါ်ကြတော့တာပေါ့